အရေးပေါ်အခြေအနေကြီးညာလိုက်ရပါတယ်နော်တဘာပေးရနေအရေးပေါ်အခြေအနေဖြစ်နေကြီးညာထားလိုက်ရပါတယ်ကျန်ထားပြီးတော့အခုတဘာပေးရနေအရေးပေါ်အခြေအနေကြီးညာထားပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကုညေးလုပ်ငန်းတွေကိုအခု operation တွေကိုတောက်လျှောက်စပြီအခုရန်ကုန်မန်ရန်ကုန်နဲ့ဒီအရာဝတီဘက်ကတချို့သောကုညေးကယ်ဆယ်ဖွဲ့တွေလည်းနေပြီးတော့ခြိတက်သွားကြပြီနောက်မြှီးရပေါ့မန္တလေးထိခြိတက်မှခြိတက်တာပေါ့အကုန်လုံး why over ခြိတက်ပြီးတော့ why ကုပေးတာပေါ့သွားကြပါပြီရန်ကုန်ကတိကျဆုံးချုံးမှမရှိတာမရှိတော့ရန်ကုန်တော့တိကျလောက်မဟုတ်ဘူးအဓိကနေပြီးတော့မန္တလေးစကိုင်းအဲစကိုင်းပေါ့နော်အဲ့သုံးနေရာအဓိကနေရာဖြစ်နေတယ်အဲ့ဒီနေရာအဓိကဖြစ်သွားတဲ့နေရာဆိုအဲ့သုံးနေရာကတော့အဓိကပဲဒီကောင်ကြီးကစကိုင်းပြည့်ပြည့်ကြောကြီးရှိတော့ဒီပြည့်ပြည့်ကြောကြီးရဲ့ ငလင်ကလှုပ်အောင်မယ်ဆိုတဲ့တဲ့င်းကကျွန်တော် စောရရှိနေပြီသားလာပေါင်းများသာရှိနေပြီသားနှစ်ပေါင်းများသာနှစ်နဲ့ရှိရှိနေပြီသားဆိုတော့အဲ့လိုရှိနေတချီချီမှတော့ជីချီမှကင်တော့မယ်ဆိုတော့ကျွန်တော်မြင်ရတယ်ပြီးခဲ့တဲ့လပိုင်းနေရာမှာဥပမာလှုပ်ကြရဘယ်နေရာမှာတော့ជីချီမှကင်တော့မလဲမသိဘူးကျွန်တော်တွေးမိနေတယ်အခုတကယ်ချသွားတာကဘူးအဲ့စကိုင်းကိုဘိုးပြုတ်ပြီးတော့မန္တလေးတို့ဘကူမန္တလေးတို့နေပြီးတော့တော့တော့ထိအောင်တော့နော်အဲ့လိုတော့ထိအောင်တော့တွေ့ရတယ်ဆိုတော့အဲ့ဘောကျောသမနလို့ရဲ့ဒရင်မှပြကြရေးဂရုမှာဒီနေ့ထုတ်ပြောလာတဲ့အချိန်မှာတစ်ခုပါပါတယ်အဲ့ဒါပါလဲဆိုတော့အခု ကျမ်းမာရေးစောက်ရှောက်မှုကဏ္ဍနဲ့ပတ်သက်ပြီးတော့အခုလူတွေအရေးပေါ်ကယ်ဆယ်ရေးကိစ္စတွေလိုအပ်နေပါတယ်ဆိုပြီးသူပြောတယ်အရေးပေါ်ကယ်ဆယ်ရေးတအားလိုအပ်နေပါတယ်ဆိုပြီးသူထုတ်ပြောပါတယ်ထုတ်ပြောတော့ဟိုကယ်ဆယ်ရေးလိုအပ်တယ်လိုအပ်တဲ့အပြင်ပြည်သူလူထုရဲ့အားနဲ့ကုညီပေးကြဖို့လိုနေပြီဆိုတော့သူထုတ်ပြောတယ်နောက်တစ်ခုကသွေးလို့ဆိုသွေးလိုအပ်ချက်ရှိနေတယ်တဲ့သွေးပါဆိုခင်ဗျားအခုဆေးရုံဒီမှာဆေးရုံတွေထွက်ပြေးလာတယ်ဆေးရုံတွေပြိုကျတယ်ပျက်စီးကုန်တယ်အဲ့ဒီတဆေးရုံတွေထွက်ပြေးလာတဲ့လူတွေအပြောင်းလာတာကသွေးတဲ့သွေးအားနေတာဖြစ်ကုန်တာသွေးအားသွေးပြန်သွေးရပါတယ်ဖြစ်ကုန်တယ်ဒဏ်ရာရတဲ့လူတွေထိခိုက်တဲ့လူတွေအားသွေးသွေးသွင်းရမှာပေါ့သွေးသွေးကုသမယ်လို့ပြအများကြီးလို့အောင်ပြောတော့သွေးအားသွေးလူဝိမဲ့လူတွေလိုအပ်နေပါတယ်ဆိုပြောတယ်အဲ့တော့ ရန်ကုန်တို့တော့ပြည့်လူကခက်သွားပြီအဲ့တော့နေပြည်တော်တိုင်းမှာရှိတဲ့ကျွန်တော်ဒီရုပ်တောင်နားထောင်လို့ရရင်နားထောင်လို့ရတဲ့လူတွေနဲ့နေပြည်တော်မှာရှိတဲ့လူတွေကကူးလို့ရရင်သွားပြီးတော့ကူးကြပါလှူလို့ရရင်သွားလှူကြပါကို့သွေးမျိုးစားနဲ့ကြိုက်တယ်ဆိုရင်သွားလှူကြပါဟိုပွက်လည်းပြောတော့အဲ့လိုလှူဒန်းပေးမှပဲတော်တော်လေးဟိုဖြစ်မယ်ဖြစ်မယ်ပေါ့နော်ဆိုတော့ဟိုလူတွေကနောက်ဆိုရင်ကျမရဲ့အရာဆောင်ရှောက်မှုရဆီကဲဆောင်ရှောက်မှုတွေလည်းအများကြီးဖြစ်သွားနိုင်တယ်ဆိုတော့ဒီတဘာဝဘေးအနေနဲ့တွက်ချက်လို့တော့သူတို့ကူတီ အဲ့ခုနတ်ဆက်ကဆိုတာလက်ရှိချိန်တော့ပြီဒီဒီငလင်းဘေးရဲ့ဆိုးကျိုးတွေနဲ့ဆုံးရှုံးမှုတွေကိုသူတို့မတွက်နိုင်သေးဘူးတွက်နိုင်မှာမဟုတ်သေးဘူးခုမှဖြစ်တာနိုင်ရွေးမျက်ရှိသေးတယ်နတ်ဆက်လင်းတိုင်းတော့မပြေသေးဘူးသူတွက်လို့မရသေးဘူးသေဆုံးတဲ့စင်းရင်ဘာစင်းရညာစင်းလဲသူတို့မတွက်နိုင်သေးပါဘူးအခုချိန်ကြီးဘာမှမလုပ်နိုင်သေးဘူးတော်တော်လေးတော့အခက်အခဲနဲ့ဖြစ်နေတဲ့သဘောရှိတယ်အဲ့တော့ကျွန်တော်တိုက်ပြရတော့ဒါကန်ဆိုးမှာတော့ရမိုးလိုက်လို့ရွာဆိုတဲ့ကဲ့သို့ပဲတိုက်ပြရတော့ကန်ချမတော့ကန်မကောင်းလာပါဘူးကန်မကောင်းလာပါဘူးကန်ကောင်းလာပါဘူးဆိုတော့ကျွန်တော်တို့ပြန်တွေးကြည့်မယ်ဆိုရင်ကျွန်တော်တို့တိုက်ပြီးကစစ်ပေးတွေလည်းကျွန်တော်တို့ပြည်သူတွေကစစ်ပေးတိုင်းတွေလည်းခံရတယ်လက်နက်ကင်တွေရဲ့အရေကိုကြောက်ပြီးစစ်ပေးတိုင်းတွေလည်းခံရတယ်နောက်တစ်ခါ လေးဘေးဒဏ်တွေလည်းခံနေရလေးဘေးဆိုတာဒီလား online ပေါ်နေပြီးတော့နေမင်းကစားနေဆဲဆိုပြီးအုပ်စုဖွဲ့ပြီးရန်လုတဲ့အုပ်စုတွေဒဏ်လည်းခံနေရပါတယ်နော်ဟိုစားနေခါနဲ့ဒီဆေးဝါးရှားပါးခြင်းဒဏ်ကိုလည်းခံနေရပါတယ်ကိုယ်စီလုံးကြီးနေခြင်းရှားပါးခြင်းတွေဒဏ်ခံနေရပါတယ်တခါပြီးခဲ့တဲ့တစ်ခါတော့မိုးခါပုံတိုင်းလိုမျိုးပုံတိုင်းတိုင်းခံရပါတယ်နောက်တစ်ခါပြီးခဲ့တဲ့တိကျခြင်းရေဘေးလိုဟာမျိုးလည်းနော်နေပြီးတော့ဘိုးပြုတ်ပြီးတော့ခြိုက်ထိုက်တဲ့ရေဘေးအဲရေဘေးလိုဟာမျိုးလည်းခံရပြီးပါပြီအခုနောက်ဆုံးငလျင်တန်းဆိုတော့ကျွန်တော်ပြည်သူကဘာခံစရာကြံသေးလဲပေါ့ဆိုတော့တခါကြရင်ဘာလဲတော့တူရဲဆိုတော့ကျွန်တော်တို့တခါတော့နောက်နောက်ပြောင်းလို့ပြောကြတာရှိတယ်ဒီမြန်မာမင်းစီကို ်မြန်မာမြန်မာနိုင်ငံကမွေးတဲ့လူတွေကညီမမင်းစီရောက်သွားတာညီမမင်းကငရဲငရဲတော်မင်းငရဲကြာမယ်ကောင်ဆိုပြီးတော့ငရဲကိုစီပိုးတဲ့ထက်ကြော်လိုက်တယ်ပူတယ်စီပိုးတဲ့ထက်ပြီးကြော်ပလိုက်ကြော်ဖို့ထက်လိုက်တယ်ထက်တော့ဟိုကစီပိုးတဲ့ရောက်တဲ့ညီမအဲ့စီဒီကိုခတ်ပြီးရေချိုးနေလို့ရတယ်ရေချိုးနေတော့မင်းဒီကောင်ဘာကောင်လဲမသိဘူးတော့တော့ဘာပြောလဲဆိုတော့ကျွန်တော်မြန်မာပြည်ကလာတာဆိုတော့ငရဲမြန်မာပြည်ကလာတာဆိုတော့ငရဲငရဲလောက်တော့မကြောက်တော့ပါဘူးဆိုတော့တကယ်လဲကျွန်တော်တိုက်ပြီးရပြည်သူလူတွေဘွားအဲ့လိုဖြစ်နေတယ်ကျွန်တော်တိုက်ပြီးဘွားစိတ်တော့မကောင်းပါဘူးဒီလို